2025ခုနှစ်ဇော်လ25ရက်နာမည်6နိုင်ဘုသူနဲ့ဒုလူမပေးပို့တက်တေရမြမာပြည်မုတ်တုံမိုးအခြေအနေကိုဆက်လက်လေ့လာကြမှာ ကျွန်တော်တို့ဘိုင်းတာချက်တွေအရတောင်မဲမင်္ဂလာပါမျိုးရေ IMK Entertainment Channel ကြိုလိုက်ပါရဲ့ဒီ80ပြည့်မဲ့သတင်းလေးကတော့ဇွန်လ25ရက်နေ့မုံတိုင်းသတင်းနဲ့မိုးလေဝသသတင်းတွေကိုကြိုတင်ခံမထားတဲ့မိုးစလဘလော့ကဦးထစ်တင်ရဲ့ view file လေးကိုကျွန်တော်ရဲ့မျိုးပြည့်သက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီ view file လေးကိုတင်ဆက်ပြသပေးရဲ့ရွေချက်ကတော့ကျွန်တော်ရဲ့မျိုးလေကြိုတင်ကောက်ပြည့်စစ်လေးရအောင်ဘူသရအနေနဲ့ပြင်လဲဝင်မြတ်တင်ဆက်ပေးလေခြင်းဖြစ်တဲ့ဒါဆိုတော့ကျွန်တော်တို့ view file လေးကိုဆက်လိုက်ရအောင် ရေဗီယံပင်လယ်ကလေစီးကြောင်းဟာအလုံးပြင်းထန်စွာနဲ့အိန္ဒိယနိုင်ငံကိုဖြတ်ကျော်ပြီးတော့ဘင်္ဂလားပင်လယ်ဝါရှင်မြန်မာပြည်တခိုင်ဂျိုးမာကနေပြီးတော့ဒီမဝန္တာတောင်နှံကိုပေါက်ဆက်သလိုပဲအိန္ဒိယသမုတ်ပြာကလာတဲ့ရေငွေ့လေစီးကြောင်းဟာအချိန်ပြင်းပြင်းနဲ့မြန်မာပြည်ရဲ့ကိုဆက်လက်တိုက်ခိုက်နေပါတယ်။ဒီချိန်ထဲမှာပဲတောင်တေးဥပင်လယ်မှာ မုံတိုင်းဆန်စာဒီဇိုင်းဝဲတစ်ခုဖြစ်လာတာကျွန်တော်တို့တွေ့ရှိရပါတယ်။ဒီနှစ်မှာတော့တောင်တရုတ်ပင်လယ်ကတိုက်ခတ်လာတဲ့ဒီဇိုင်းဝဲဟာမုတ်တုံတွေတဲ့အားနည်းတဲ့အကြောင်းလို့မြမကြီးကိုတစ်ခါပြန်မှလာဝင်ရောက်နိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်။ဒါမဲ့26ရက်နေ့မှာဆိုလို့ရှိရင်တော့မုတ်တုံတွေဟာ ဆက်လက်ပြီးတော့အာကောင်းကောင်းနဲ့၄90ရက်လောက်ဆက်ပြီးတော့တိုက်ခတ်သွားနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရပါမယ်။ဆက်ရှိရနေလောက်မှာတော့မုတ်တုံမိုးဟာပုံမိုးအာအလော့လော့ကောင်းကောင်းနဲ့ဗမာပြည်ကိုဆက်ပြီးတော့ဝန်တိုင်းနဲ့မိသားဖြစ်ပါတယ်။အဲ့တော့ဒီမုတ်တုံမိုးတွေကဟိုလေလာမယ်ဆိုရင်ကျွန်တော်တို့မုတ်တုံထုတ်လုပ်တဲ့ ဒီနေ့ကသမုတ်တရားကိုလေ့လာတဲ့အခါမှာဆက်လက်ပြီးတော့မုတ်တုံအားကောင်းကောင်းနဲ့ထုတ်ထုတ်ပြီးတော့မုတ်တုံလေးစီးကြောင်းနဲ့အတူဗမာပြည်ရဲ့ကိုဆက်လက်ပြီးတော့ဝင်ရောက်နေတာတွေ့ရပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီနေရာကမုတ်တုံဘုရားဗမာပြည်ကိုရောက်ဖို့အတွက်ရက်30နဲ့45ရက်အချိန်ကြာမြင့်မှာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ မုတ်တုံအလေကာလဟာမြမာပြည်ထုံးစံအတိုင်းရေကြီးတဲ့ကာလလို့လည်းကျွန်တော်တို့ပြောနိုင်ပါတယ်မုတ်တုံတေငွေများရဲ့ရေငွေဖွဲ့မှုကြောင့်25ရင်းနေ့ဗုဒ္ဓနေ့မှာဆိုရင်ကချင်ပြည်နယ်အလေပိုင်းကြီးတစ်ခုလုံးမှာမိုးရေကြိမ်ဘေးလမတော့ကြီးရရှိနိုင်တဲ့အတွက်ကြောင့်မလို့နေရာကွက်ပြီးတော့ မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့သိရမှာဖြစ်တယ်လို့ပဲဇဂိုင်းတိုင်းတစ်ပိုင်းမှာလည်းမိုးရေချိန်နှစ်လမတော့ဒီကြွားသွန်းနိုင်တဲ့နေသားရှိပါတယ်ကျွန်တော်တို့ဒီအလဲကောင်ကဖြူရောင်နဲ့အပြာရောင်ပြထားတဲ့မန္တလေးနေပြီးတော့တောင်ကုန်တစ်ဝိုက်မှာတော့မိုးပါသွားနိုင်တဲ့နေသားရှိပေမဲ့လည်းကျွန်တော်တို့ဇဂိုင်းတိုင်းတစ်ပိုင်းမန္တလေးတိုင်းအရှိဘက်ချမ်း ရှမ်းပြည်နယ်ချင်းတောင်လမ်းရခိုင်ပြည်နယ်မကွေးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းအထက်ဖက်နယ်ကမ်းရိုးတန်းဒေသတွေမှာဆိုရင်တော့ဆက်လက်ပြီးတော့နေရာကွက်ပြားမိုးများနိုင်တဲ့အနေအထားတွေ့ရမှာပါမိုးရေအားဖြင့်ဆိုရင်ဧတသမနှစ်လမကို24နာရီပြင်မှာရနိုင်တဲ့နေရာရှိပါတယ် 26ရက်နေ့ဖြစ်လာနိုင်တဲ့အနေအထားကိုလေ့လာတဲ့အခါမှာဆိုရင်ကချင်ပြည်နယ်နဲ့သခိုင်းတိုင်းအထက်ပိုင်းမှာနေရာကွက်ပြီးတော့မိုးရေချိန်ငါးမလောက်ကြည့်ရုတ်ရက်မိုးရွာသွန်းရင်ကြဝနိုင်လိုပဲလေတိုက်ခတ်မှုကြောင့်အခြားနေရာများပါလေနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားတွေရှိပါဒီမာရောင်ပြထားတဲ့သခိုင်းတိုင်းအထက်ပိုင်း ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကချင်ပြည်နယ်အောက်ပိုင်းတို့မှာဆိုရင်တော့မိုးရေရေပြည်တမလေးလမလောက်ပြီးရရှိနိုင်တဲ့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခမန်းဖြစ်ရပါတယ်။တနင်္လာရီတိုင်းအနောက်ချမ်းမှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်။ 29ရက်နေ့ရောက်တဲ့အခါမှာဆိုရင်တော့မြန်မာပြည်ကြီးမြောက်ဖက်ချင်းပြည်နယ်သရိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်အနောက်ခြမ်းရခိုင်ပြည်နယ်အေရဝတီတိုင်းအောက်ဖက်ပဲခူးတိုင်းအနောက်ခြမ်းကရင်ပြည်နယ်သမင်းနာရီတိုင်းရှမ်းပြည်နယ်တို့မှာနေရာဖွက်ပြီးတော့မိုးလဲငယ်ကြီးနိုင်ပါတယ်မိုးရေရေအားဖြင့်ဆိုရင်တော့ဒီတရမ6လမလောက်ဒီရရှိနိုင်ပြီးတော့မြန်မာပြည်အလယ်ပိုင်းမှာတော့မိုးပါပါလေး လွန်နိုင်တဲ့အမိသားရှိပေမဲ့လည်းတစ်ခါပြန်မှလေတူးချောင်းပယ်ဆောင်မှုကြောင့်နေရာကွက်ပြီးတော့မိုးများများကျနိုင်တဲ့အမိသားရှိပါတယ်။၂၈ရက်နေ့စနေနေ့ရောက်တဲ့အခါမှာတော့မုတ်တုံလေးအားကောင်းလာမှုကြောင့်လို့ရခိုင်ပြင်းနဲ့ကန်ယူရာတလျှောက်ကရင်ပြင်းနဲ့မွန်ပြင်းနဲ့အောက်ပိုင်းတင်းနေနိုင်တိုင်းလိုမှာနေရာကွက်ပြီးတော့ မိုးကြီးနိုင်ပါတယ်24နာရီအတွင်းမိုးရစ်ချိန်3.5လက်မလောက်ဒီရရှိနိုင်တဲ့အခြေအနေဟာသဘာဝပေးအပ်နဲ့တုံ့ပြန်ရမှာဖြစ်ပါတို့တို့ကချင်းပြည်နယ်မြောက်ပိုင်းသခိုင်းတိုင်းထက်ပိုင်းချင်းတောင်နာမကူရိုးမနဲ့မကွေးတိုင်းနောက်ဖက်ချံအေရာဝတီတိုင်းပဲခူးတိုင်းနောက်ချံကရင်ပြည်နယ် ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာကွက်တာဆက်လက်ပြီးတော့မုံများနိုင်တဲ့နေရာရှိပါတယ်။ကျွန်တော်တို့မုတ်တုံလေးစီးကြောင်းပြောင်းလဲမှုကြောင့်မလို့စနေနေ့မှာထူးခြားနိုင်တဲ့ခြေလေးပြောင်းလဲနိုင်တဲ့ခြေလေးရှင်လေကျွန်တော်တို့ဆက်လက်တင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်ကို YouTube ကနေပြီးတော့ share ပေးနိုင်တယ်လို့ပဲ MP3 နဲ့ဒေါင်းလုဒ်လုပ်ပြီးတော့သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက်မိမိတို့မိတ်ဆွေများကိုမျှဝေပေးကြပါလို့မြစ်တက်ရက်ခံပါတယ်ကျေးဇူးတင်ပါတယ်ထိုတာဟဲ့ ိုးပြရလဲဟင်းဒီပြဟိုးဟိုးတောင်ပြီတောင်ပြီကမာပြီဟိုတိကစားโอเคပါမျိုးတွေကျွန်တော်ဘီဖိုင်လေးကတော့ဒီလောက်ပါပဲဒီဘီဖိုင်လေးကတော့ဇွန်လ25ရက်နေ့ကနေ 29ရက်နေ့ဒီမန်တဲ့နဲ့မိုးမြရေကြီးရေရှင်ဖြစ်ပေါ်မဲ့နေရာဒေသတွေကိုကြိုတင်ခံမထားတဲ့မိုးစလဘလော့ဂါဦးထီးတင်ရဲ့ပြည်ပိုင်းလေးကိုကျွန်တော်အမျိုးကိုပြသက်တင်ဆက်ပေးသွားဖြစ်ပါတယ်။အခုလိုမုံတဲ့နဲ့မိုးလေတဲ့တင်တွေကိုမြဲတင်ဆက်ပေးနေရဲ့မိုးစလဘလော့ဂါဦးထီးတင်လည်းကျေးဇူးအများကြီးတင်ပါတယ် credit လည်းပေးပါတယ်။တင်ဆက်ပြသက်ပေးရဲ့ယူရချက်ကတော့နောက်ထပ်မိသားစုဝင်တွေလည်းကြိုတင်ကွဲပြစ်လို့အောင်ဘူတရာအနေနဲ့ပြန်လည်ဝင်မဲ့တင်ဆက်ပေးလိမ့်ခြင်းဖြစ်တဲ့ review ဖိုင်လေးလည်းများသူများတီအောင်လို့ like and share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ကျောင်း channel ရဲ့မုံနန်းလေးနဲ့မိုးလေးတဲ့တဲ့ဘူးတူတရရတဲ့တဲ့ဆယ်လီတဲ့အစ်တတွေကိုမြင်ရင်တက်ဆက်ပေးပါမို့ကျောင်း channel like and subscribe နဲ့ like and subscribe နဲ့ ေးနဲ့ notification လေးကိုပါနေခဲ့ပေးဖို့ဒါဆိုချင်ပါတယ်ကျွန်တော် channel အားပြီးကြည့်ရှုသူတွေအချင်းချင်းကြည့်ကြည့်ပြတ်ပါတယ်နောက်ထပ်ပြီးရောပြန်ဆောင်ရမယ်တရား